ခုတင်ဆက်ပေးမယ့်အားစားသင်းကတော့ရန်ကုန် United အသင်းအမှတ်ပေးစရာကိုဆက်လက်ဦးဆောင်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2023 MNL ပြိုင်ပွဲပွဲတင်ဆက်ကွန်ကိုမနေ့ကဆက်လက်ရှင်ပြိုင်ကစားခဲ့ရာရန်ကုန်အသင်းကဇေယျရွှေမြေအသင်းကို3-2ကိုနဲ့အနိုင်ရရှိခဲ့တာကြောင့်အမှတ်ပေးစရာကိုဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ရန်ကုန်အသင်းအတွက်အနိုင်ဂိုးများကိုကိုနေအပ်တန်ကတကူနဲ့စီစာကနှစ်ဂိုးသွင်းယူပေးခဲ့ပြီးဇေယျရွှေမြေအသင်းအတွက်ဂိုးများကိုတော့စီတူဝင်းနဲ့မာတင်တို့ကသွင်းယူပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ရန်ကုန်သင်းဟာယခုပွဲအနိုင်ရလက်ကြောင့်ပထမကြော့ရှုံးကြွေးကိုပြန်ဆက်နိုင်ခဲ့လို့အမှတ်ပေးစရာမှာလည်းဒုတိယနေရာမှာနေပြီးတော့အသင်းကိုလေးမှတ်ဖြတ်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ကမ္ဘောဇာအသင်းမှာအေယာဝရီအသင်းကိုအနိုင်မကစားနိုင်ခဲ့ပဲ2-2သေရတာကစားနိုင်ခဲ့တာကြောင့်တတိယနေရာကိုဆင်းပေးခဲ့ရပါတယ်။တန်းစင်းစုံမှာလည်းဆောက်တန်းအသင်းကရခိုင်အသင်းကို3-2နဲ့အနိုင်ရပြီးဟန်တာဝရီကနေပြည်တော်ကို2-2ပြတ်ရှုံးသိမ်းသွားခဲ့တာကြောင့်ဆောက်တန်းအသင်းကဟန်တာဝရီထက်3မှတ်အသာနဲ့တန်းစင်းစုံမှာလွတ်မြောက်ခဲ့ပါတယ်။ ရခိုင်တင်းကတော့လက်ရှိအချိန်ထိနိုင်ပွဲမရရှိသေးပဲရမှတ်၅မှတ်သာရရှိသေးတာကြောင့်တန်းစင်းရရန်နှီးဆက်သွားခဲ့ပြီပဲဖြစ်ပါရခင်ဗျာ။